ဒီကနေ့မှာတော့တနင်္ဂနွေလို့ထင်မမှားရိကိစ္စတွေဖြစ်ကုန်ပါပြီ။နေတိုးနဲ့မြင့်မြတ်တို့ကိုမယောင်းလိုင်ကခေါ်ယူပြီးတော့မြန်မာနိုင်ငံရဲ့တကယ့်ကိုမဘလို့ပြောရမလဲ။ထူးချွန်စုပေါ့လေအနုမညာထူးချွန်စုကိုချီးမြှင့်ခဲ့တာဖြစ်ပြီးတော့သူတို့နှစ်ယောက်ရဲ့အခုလိုမျိုးတမတော်နဲ့ပူးပေါင်းပြီးတော့အနုမညာကို ကမ္ဘာမှာအကောင်းဆုံးဖြစ်အောင်တည်ဆောက်မှုတွားတိမ်ပေါင်းထောင်ကြီးစုချပြီးတော့သူတို့နှစ်ယောက်ကိုဒါတနက်ပါเนาะလက်ဆောင်ပေးခဲ့တဲ့အကြောင်းသတင်းတွေကတော့ထွက်ပေါ်လာနေတာပါเนาะဆိုတော့ဒီကနေ့မှာတော့เนาะမြင့်မြတ်နေနေသူကတနက်တလက်စီဒါလက်ဆောင်ရပြီးတော့မမိကိုကိုကာကွယ်ပိုင်ခွင့်ရှိကြောင်းလည်းကြားသိရတယ်ပေါ့เนาะဒါကြောင့်လဲဆိုတော့အခုဒါရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးမဲဆွေမှုဇကားကိုရိုက်တဲ့အခါမှာနေသူနဲ့မြင့်မြတ်ကเนาะထိတ်ဆုံးကနေအန်ဒီရရှိတာဖြစ်တယ်เนาะဟိုတော်တော်များများကလေချင်းချောက်ကြတယ်ဆိုတော့ အာဘယ်လိုပြောရမလဲပေါ့နော်ဟိုစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်တို့နှစ်ယောက်ကလည်းတတော်လေးဟိုဒါအိမ်မဝင်စားမပြောနော်ဟိုဘယ်လိုပြောရမလဲမမိအသက်ကဟိုဘယ်လိုပြောရမလဲဟိုအချိန်မရွေးအသက်ပေးရနိုင်တဲ့နေသားဆိုတို့ကလည်းတို့နော်တတော်လေးကိုစိတ်ပူနေကြတဲ့နေသားမှရှိတယ်ပေါ့နော်တို့ရဲ့အသက်အတွက်ဆိုတော့ဒီကနေ့မှာတော့ဟိုအဲ့ဒီအတွက်ဘိုးချုပ်မကြီးမင်းအောင်လှိုင်နဲ့နော်ယာယီသမရာကြီးမင်းအောင်လှိုင်နဲ့တွားရောက်သွေးဆောင်ခဲ့တာဖြစ်ပြီးတော့မင်းအောင်လှိုင်ကတို့နှစ်ယောက်ရဲ့အိမ်ကိုဆောင်းရှောက်ဖို့အတွက်ပေါ့လေအိမ်ကိုဆောင်းရှောက်ဖို့အတွက် ဟိုနေသူကို10ယောက်เนาะမြင်းမြတ်ကို10ယောက်စစ်သားတွေကင်းချเนาะဒါခွင့်ပေးလိုက်တဲ့အကြောင်းလေးကြားသိရတယ်เนาะဆိုတော့နောက်ထပ်ကဒါသိမ်းပေါင်းထောင်ပေါင်းများစွာသူတို့ညောင်ရဲ့အခုလိုမျိုးရေကောက်ပွဲကိုလူစိတ်ဝင်စားအောင်လုပ်တဲ့အတွက်เนาะဆူချလိုက်တာဖြစ်ပြီးတော့အော်ပြီးတဲ့ကကျတော့တနတ်ပါเนาะဒါမမိကိုကိုကာကွယ်ခွင့်အတွက်เนาะပေးရလက်ချောင်းလေးကြားသိရတယ်ပေါ့เนาะဆိုတော့ထင်မှတ်ထားရတာဖြစ်ကုန်ပါပြီ